မှောင်ရိပ်တန်းလာပြီးတမျိုးလုံးလည်းအသွာလာတွေမရှိကြတော့မိကိုရင်နဲ့တက်တာကမှရှေကနေအတန်ကြားရပေုံပဲအခုတော့6နာရီထိုးပြီဆိုတာနဲ့ဘာသာမှမကြားရတော့မောင်စွမ်းတို့ငငယ်ကလူကြီးတွေပြောစကားကိုပြန်ကြားရောင်နေတယ်ညနေ6နာရီကျော်ရင်တရေတစေမကောင်းဆိုးဝါးတွေအပြင်ဘက်ထွက်လာကြတဲ့အပြင်မထွက်ရဘူးတဲ့အခုလဲမကောင်းဆိုးဝါးတရဝါတွေမောင်စွမ်းတို့မြို့တွင် ည6နာရီကျော်ပြီဆိုတာနဲ့ထွက်လာကြတော့မယ်။ဒါတကားတွေပိတ်เสียရှိတာပိတ်တော့ညနေ6နာရီထိုးပြီးမောင်စွမ်းအမေကြီးကလှမ်းတတိပေးပါတယ်။ဟုတ်သားပဲတကားတွေပိတ်ရအောင်မယ်။ဘေးပတ်ဝန်းကျင်အိမ်တွေကတော့ပိတ်ပြီးသွားကြပြီ။တချို့ကလည်းပိတ်ဖို့ပြင်နေကြတော့အရင်တုန်းကညဘက်ရောက်ရင်တကားတွေကိုပိတ်ချင်မှပိတ်မပိတ်လည်းဘာမှမဖြစ်ခဲ့။ငွေဥပေါက်လာလည်းရင်ဖွင့်တောင်းအိတ်ကြတယ်။ယခုကတော့ပြောင်းမြန်ပေါ့။ တကားတွေပိတ်ပြီးရင်ခဏနေသမင်းစားထားတော့ဖေးဖြစ်သူက မောင်စွမ်းကိုလှမ်းပြောပါတယ်။ဟိုတော့ငါညသကောင်လောက်မှစားတတ်သောမောင်စွမ်းတယောက်အခုတော့6ခွဲ9ခွခွန်ခွဲဆိုရင် စားရတော့ပါတယ်။ဟုတ်ကဲ့ဖေးညဘက်ရောက်တာနဲ့မောင်စွမ်းကြောက်စိတ်ကပိုတိုးလာပါတယ်။6ຫນာကြီးကြော်လာတာနဲ့မောင်စွမ်းနေရထိုင်ရခတ်လာတယ်။ကိုကတခါတလေတရင်ပို့ပေးတာ။ တော်ရဲရောက်တငယ်ချင်းတွေကိုထောက်ပနာလေးတွေက ရှိသေးတာကို မောင်စွမ်းတယောက်ဘယ်ကဘလို့ဝင်ငွေရပါတလဲမောင်စွမ်းတယောက်ဈေးထဲမှာအတီးရောက်ပါတယ်တရင်တွေဘာတွေပို့တော့တစ်ခါတလေပို့ကြရတယ်မျက်တာလည်းရှိမမျက်တာလည်းရှိညို့ညို့မြက်မြက်ရာတိခါတော်ရဲကတငယ်ချင်းတွေကို ပေးတယ်မရလျင်တော့မပေးပြအတီးရောက်တာကအခုနောက်ပိုင်းတိတ်အဆင်မပြေ ဥဆောင်ရေးစည်းစကားတွေ၊ကုံစင်းနှုံကြီးမှုတွေ၊စီဝါရေးကြက်တဲမှုတွေကြောင့်ဝယ်သူဘက်ကရော ရောင်းသူဘက်ကပါဟန်ချက်မညီတော့မနစ်ကလည်းဒီလိုဖြစ်လို့ဆိုပြီးတလောက်ရှိတာပြပထွက်လုံလုံတော့မယ်ဆိုပြီးကိုရီးယားတင်နန်းတက်လိုက်ပါသေးတယ်အစတော့ငါတော့ယခုလိုထွက်ရမှာကိုပင် စိတ်ထက်ကမတူမတန့်ဘော်ဒါတွေကတော့ထဲမှာငါကတော့နိုင်ငံခြားထွက်ကိုလူယုံထွက်တယ်လို့များဖြစ်နေမလားငါကိုယ်တိုင်တော့တဲ့တော့ လက်နက်မကိုင်းနိုင်ရင်တောင်မြို့ပေါ်မှာဆက်နေပြီးငါနိုင်တာငါဆက်လုံမယ်ဟုပိုင်းဖြတ်ထားပါတယ်။နေဆုံးတော့ဘော်ဒါတွေနဲ့တနိုင်ငံတဲ့အတူရှိတယ်ဆိုတဲ့စိတ်နဲ့ဖြေသာလို့ရတယ်ပေါ့။ဒါတွေက မောင်စွမ်းရဲ့2024မတိုင်ခင်ကစိတ်ပိုင်းချက်မှုတွေပေါ့။2024ဖေဖော်ဝါရီမှာမကောင်းဆိုးရွားတွေကစစ်မှုထမ်းဥပဒေကိုစတင်အကောင့်ထဲပေါ်လာပါတယ်။ဒီလိုနဲ့လာအနေငယ်ကြမှာ မောင်စွမ်းတစ်မျိုးတစ်ဖုံစဉ်းစားကြရပါတော့တယ်။ကိုရီးယားကိုထွက်ဖို့မောင်စွမ်းတယောက်မဖြစ်မနေဆုံးဖြတ်လိုက်ပါတယ်။သူတို့မျိုးဘော်တွင်ဘော်ဒါဆွဲတဲ့အရေးအယံတွေတွေ့လာရတယ်။အဖားခံရလို့တော့မဖြစ်ဒီလိုနဲ့ EPS လို့ခေါ်တဲ့ကိုရီးယားနိုင်ငံမှာအလုပ်သွားလုပ်လို့ရမယ့်စာမီးဖွဲကိုမောင်စွမ်းဖြေပါတော့တယ်။အောင်မြင်အောင်ဖြေပြီးပြီးရင်ကိုရီးယားထွက်မယ်ဟိုမှာနေပြီးအလုပ်လုပ်ရင်း ြည်တွင်းရှိတော်တဲ့ကဘော်ဒါတွေကိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါ ပေါ့ပေါ့များများပြေးနိုင်မယ်ပေါ့ကိုယ်တိုင်ကလည်းမကောင်းဆိုးဝါးတွေရဲ့အန္တရာယ်ကွင်းတွေကို ကြောက်ရောက်တော်မီမဟုတ် ကိုယ်စိတ်ကိုယ်နဲ့ကိုကတော့ဟုတ်နေတယ်ပေါ့ဒီလိုနဲ့မောင်းဆွမ်းလုပ်တယ်ကြိုးစားတယ်ကြက်တယ်မှတ်တယ်တက္ကသိုလ်တတုံးငါထောင်ဒီလိုမျိုးအရှင်အဟုန်နဲ့မလေ့လာဘူးမကြက်ခဲ့ဘူးပဲဒီလိုနဲ့စာတွေစာမေးပွဲတွေဖြေရပါတယ်ရမှတ်က60ကျော်အထူးကြဆိုရင်တော့ 92မှတ်ပါစိတ်မပုံနဲ့မဲမှတ်နဲ့ဆိုရင် ရွေးခံရနိုင်ခြေက80ရာခိုင်နှုန်းရှိတယ်လို့သင်တန်းဆရာကပြောပါတယ်မောင်စွမ်းတယောက်စွမ်းနိုင်တော်မီအိမ်ကလူတွေကိုတောင်မောင်စွမ်းအရေးမှုကြွားထားပြီးပြီနောက်ထပ်နှုတ်ဖြေတော့ပဲခြံတော့တယ်နှုတ်ဖြေရရင်အောင်မီဟူ၍တိုးတော့ဒီတစ်နှစ်ကြာမှာအမှတ်ဖြစ်တာက69.5တဲ့သွားလေရော ခေဆိုခပြက်ထဲကမြန်မာနိုင်ငံသားပြည်သားတဲ့မောင်စွမ်းရှင်းပါအောင်မီအမေရိကန်တွင်လောက်ကင်စ조사သောလူငယ်များကအချိန်တန်လျင်မိုရှာမီချမ်းသာအောင်လုပ်မီသုံးဖြုံပျော်ပါကရုပ်ဝတ္ထုပစ္စည်းအစ်စ်နောက်ကိုလိုက်ကြသည်ဒီလိုရီမန်းချက်မျိုးနဲ့လောက်ကင်တာမျိုးကိုတင်စားခေါ်ကြပါတယ်အမေရိကန်ဒရင်းလို့လည်းခေါ်ကြတယ်ပေါ့မောင်စွမ်းတို့မြန်မာပြည်မှာကတော့လူငူရေးစီးပွားရေးဘာတစ်ခုမှအဆင်မပြေအဆင်ပြေဖို့စ조사လိုက် အဆင်မပြေတာနဲ့ကြုံလိုက်မျောလင့်ချက်တွေထားလိုက်မကြခင်မျောလင့်ချက်တွေပျက်စီးလိုက်တည်ခြင်းတရားဆင်းရဲဒုက္ခစိတ်လက်မချမ်းသာမှု စိတ်ပြက်အားငယ်မှုတွေကလက်ရှိကာလအမောင်းစွမ်းတို့မြန်မာနိုင်ငံသားတွေရဲ့ပြာရုပ်တွေနာကျင်ရမှုကြောက်ရွံ့မှုစိတ်ကုံအာရုံမှုတွေကြောင့်ဖြစ်လာတဲ့ဝိဒုက္ခတွေစကြဝဠာတည်းတောင်းကကြားဖို့အဟိပစ်ကပောက်ကွဲခြင်လိုက်မိတော့ပါတယ်ဒါကိုနာမည်ပေးရမယ်ဆိုရင် ညမာစခရင်ပေါ်ဘုံတော့ဘုံတော့အမေတန်ကိုထိတ်ထိတ်ပြပြကြားလိုက်ရတယ်မောင်စွမ်းတယောက်သူစီစဉ်ထားတည်နေရကိုအပြေလွှားသွားရပါတော့တယ်မိကလည်းပြက်မောင်ကလည်းမောင် မောင်စွမ်းတယောက်အဘာပြက်ရမလို့ပင်ခဏကြာတော့ဧဇရင်စစ်ချင်လို့ပါတကားဖွင့်ပေးပါဗျို့ဆိုတဲ့အတန်များမောင်စွမ်းတို့ရက်ကွက်တော်ဝိုက်စုညံနေပါတော့တယ်အင်ရှင်တို့ဗျို့အင်ရှင်တို့ဆိုသည့် အော်ခေါ်တံများမှာအမောင်ရန်ညဝဲဘဝက်ညံနေပါတော့တယ်။ငါ့ကိုဖမ်းမိသွားရင်ဘလို့လုပ်မလဲ။ငါ့မိသားစုကိုဘသူကလှုပ်ကြွေးတော့မှာလဲ။ကင်ဆာရောဂါတဲ့အမေအတွက်ဘသူကပြုစုမှာလဲ။အသက်80ကျော်အဖေကအလုတ်ထွက်လုပ်မှာလား။ငယ်ဆုံးမလေးကပဲအလုတ်ထွက်လုပ်ရမှာလား။ပါသွားပြီဆိုရင်ငါတည်တာနဲ့အတူတူပဲပေါ့။သူများတွေလိုယာချီပေးဖို့မတက်နိုင်တော့လိုက်သွားရမှာပေါ့။စသဖြင့်အတွေးပေါင်းများစွာနဲ့ပေါ့။ အင်ရှင်တို့တကားဖွင့်ပေးကြပါဦးပြို့အင်ရှင်တို့အတန်တွေကအဆက်မပြတ်အတိတ်ကအကြောင်းတွေမောင်စွမ်းကောင်းတယ်လို့လို့ရောက်လာပါတယ်ခေကောင်းတော့ကဒီချိန်တွေဆိုတာအပြင်ထွက်လို့ကောင်းတော့လက်စင်မီတွေလင်းထိန်ကလူတွေမှာဟိုးဟိုးဒီဒီဥတ္တဟိုသွာလာနေကြတော့ရှိပါသေးတယ်စားတော့ဆိုင်တစ်ဖက်ရေဆိုင်တို့မှာဇွန်းတန်ခွတ်တန်အကျော်လျှော်တန်ဆွေးနွေးညင်းခုန်တန်တို့နှင့်ပြည့်နေနေတယ်ညာစေးတန်းမုံဆိုင်တွေမှာလည်းရောင်းလို့ကောင်းတော့ ယခုလိုတကြံချိန်ခါနီးလျင်လေယူတုံတုံလေးနဲ့အတူတကြံချင်းတွေကိုဟိုကဒီကကြားလို့နေပါတယ်။အဲဆရင်မလို့ကြိုက်တဲ့မိတ်ဆွေတငယ်ချင်းအိမ်လိုက်အိမ်လို့ရတယ်။မာရှယ်လို့မရှိရဲတွေဆိုတာကြောက်စရာမရှိကြောက်စရာမလို့ရွာကတငယ်ချင်းတွေတခြားမျိုးကတငယ်ချင်းတွေကိုလိုက်လေအောင်မလား။ရပါတယ်။ယခုလိုညာကင်းဘက်ဆိုင်ငယ်နဲ့သွားရမယ်ဆိုရင်တော့မောင်စွန်းတို့ကမကြောက်စွန်းနိုင်ပါတယ်။စွန်းလေစွန်းခဲ့ပါတယ်။ တားရီတားရီအမေကဘေးကနေလာတို့တော့မှမောင်စွမ်းအသီးစိတ်တို့ပြစ်စုံပံကို ရောက်လာပါတယ်အမေဖြစ်သူမှာမောဟိုက်နေတယ်အမောင်တဲ့တွင်အမေမျက်နှာမှာချွေတတိတိကြောင့်လက်နေပါတယ်ပြန်သွားပြီတားလီအရှိဘက်လမ်းကြားတဲကပဲဝင်သွားတာတဲ့အမေတို့ဘက်ရောက်မလာဘူးတားထွက်လာခဲ့တော့လေမရှိတော့ပါဘူးကွဖေဖေကလည်းရောက်လာပါတယ်မောင်စွမ်းတယောက် လို့သည်တပြင်းရှည်ကြီးကို ချလိုက်ပါတယ်။မောင်စွမ်းတယောက်မစွမ်းသာတော့ပါ။ဟုတ်ကဲ့ဒါကတော့ဒီဗီဗီမှာဖော်ပြထားတဲ့ဆောင်းမရှင်ຫນွေဦးစင်ရဲ့ဆောင်းပါဖြစ်ပါတယ်ခင်ဗျာ။